1999ခုနှစ်မှာဆိုတော့အသက်29နှစ်အရွယ်အမေရိကန်အမျိုးသမီးဘော့ဘီမက်ကောဟီဟာရုတ်တရက်ကမ္ဘာတည်နေမှာပါလာခဲ့ပါရင်ဒီအမျိုးသမီးငယ်လေးက9ယောက်ကိုဝန်ဆောင်ထားခဲ့တာပါအဲ့ဒီအချိန်ထိ9ယောက်မွေးတဲ့ကလေးတွေကမွေးဖွားပြီးအသက်ရှင်ခဲ့တာတခါမှမရှိသေးပါဘူးဘော့ဘီနဲ့သူ့ရဲ့ခင်မွန်ကင်နီတို့ကသူတို့ဘဝရဲ့အခက်အခဲဆုံးလတွေကိုဖျက်တမ်းနေရပါရင်ဘော့ဘီနဲ့ကင်နီစီမှာမီကီလာဆိုတဲ့သမီးလေးတစ်ယောက်ရှိနေပြီးသားပဲဖြစ်ပါရင်ဒါပေမဲ့ကလေးတစ်ယောက်ထပ်လို့ရှင်တည်တာပါ ဒါကြောင့်ဈေးကူတမှုအကူအညီလိုအပ်ခဲ့ပါရင်ဘာကြောင့်လဲဆိုရင်သူတို့ကတဘဝအတိုင်းကလေးမရနိုင်ပါဘူး။ဒါဟာစစ်ဆေးမှုရဲ့အများကြီးလိုအပ်တဲ့ပြင်းထန်တဲ့လုပ်ငန်းစဉ်တစ်ခုပါ။အာထွားဆောင်ရိုက်တဲ့အချိန်မှာတရီသားတယောက်တည်းမဟုတ်ဘဲနဲ့ခုနှစ်ယောက်ရှိနေတော့ကိုတွေ့လိုက်ရပါရင်ကင်နီကသူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကိုအခုထိမမ်းမိနေသေးပါရင်ဘလောက်လဲလို့ဆရာဝန်ကိုမေးလိုက်တော့ဆရာဝန်ကကလေးခုနှစ်ယောက်အမှန်တကယ်ရှိနေတယ်လို့အတည်ပြုလိုက်တဲ့အချိန်မှာကင်နီကဟာမဖြစ်နိုင်တာတကယ်ကြီးလားလို့ပြန်ပြောလိုက်ပါရင်ဒီစုံတွဲငယ်လေးကသူတို့ခုနှစ်ယောက်ကိုယ်ဝန်ဆောင်ထားရမှန်းပထမဆုံးအချိန်ကြားလိုက်ရပြန်တော့ ောက်ရွံ့မှုအမှန်တကယ်ခံစားခဲ့ရတဲ့အကြောင်းဝန်ခံပါရီဒါပေမဲ့မကြခင်အဲ့ဒီအယူအဆကိုအသားကျသွားခဲ့ပါရီ ဒါပေမဲ့အဲ့ဒီအချိန်မှာဘက်တူကမှဒီမွေးဖွားမှုမှာဘယ်လိုမျိုးဖြစ်လာမှလဲဆိုတာကိုမတွေးနိုင်ခဲ့ပါဘူးသူတို့ရဲ့ပထမဆုံးသမီးမွေးတုံးကလည်းအဆင်မပြေခဲ့လို့ဒီဆုံသွဲကဇွင့်ခဲ့ရပါတယ်ဘော်ဘီဟာသူ့ရဲ့ဘိုက်ကအရင်ကဝင်ထက်အများကြီးကြီးလာတယ်လို့ခံစားနေရပါတယ်ဒါကလည်းသူ့ရဲ့ဘိုက်ထဲမှာကလေး6ယောက်ပိုနေလို့ဖြစ်တင်ပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာသူ့ရဲ့ဘိုက်ကအရင်ကြီးလာတော့ခန္ဓာကိုယ်ကဒါကိုခံနိုင်ပါမလားလို့သူတွေးနေခဲ့ပါတယ်ဘော်ဘီဟာသူ့ရဲ့ဘိုက်အရွယ်အစားဘလောက်ထိထူးဆန်းတယ်လဲဆိုတာကိုရှင်းပြခဲ့ပါတယ်တစ်ချိန်တော့ကဘိုက်ကအရင်ကြီးတဲ့အတွက်ထိုင်နေကနေသူ့ရဲ့ဒူးဝဲအထိရောက်လာခဲ့ ပါတယ်။ byte တစ်ခုလုံးကအကျော်ပြည့်ရဝေးနဲ့ပြည့်နေခဲ့ပြီးတော့သူစိုးရင်ခဲ့ရပါတယ်။ ။စုံတွဲကငွေကြေးအခက်အခဲကိုလည်းရင်ဆိုင်ရပါရင်ကလေးဝေတောင်မမွေးတေးပါဘူး။ဒါပေမဲ့စုံတွဲကဒါဝေကိုတိတ်ပြီးမစိုးရင်ဖို့စူးစမ်းလိုက်ကြပြီးတော့အခြေအနေဝေပိုကောင်းလာဖို့ဆုတောင်းနေခဲ့ပါရင်ဘော်ဘီနဲ့ကင်နီတို့အခြေအနေဝေပိုကောင်းလာတော့မယ်လို့ထင်နေတဲ့အချိန်မှာဆရာဝန်ကအခက်အခဲတဲ့အချက်အသေးတစ်ခုနဲ့သူ့စီကိုလာပြောပါရင်ဒါကတာမန်ကိုဝန်ဆောင်မှုမဟုတ်တဲ့အတွက်ဘော်ဘီဟာတခြားကိုဝန်ဆောင်တွေထက်ဈေးဥမာပို့ပြီးစစ်ဆေးမှုပြုလုပ်ရမှာပါ။တချိန်မှာဆရာဝန်ကရွေးချယ်ရှော့ရှာရှင်လို့ခေါ်တဲ့ရွေးချယ်ဆရာတစ်ခုသူ့ကိုတင်ပြခဲ့ပါရင် တဏီအဖြစ်ဆိုရင်တို့ရဲ့ကလေးတချို့ကိုတိတ်ဆောမွေးဖွားစေရှင်ပါလိဘာကြောင့်လဲဆိုရင်ဒီအရာကကြံရှိတဲ့ကလေးတွေကိုအသက်ရှင်ဖို့အတွက်အခွင့်အရေးပို့ပေးမယ်လို့တို့ကယုံကြည်ပါလိအဲ့ဒီအချိန်မှာဘော်ဘီနဲ့ကင်နီတို့ကမီဒီယာရဲ့အာရုံစိုက်မှုအများရရှိခဲ့ပြီးတော့မကြခင်လူတန်းပေါင်းများစွာက ီအကြောင်းကိုထင်မြင်ချက်တွေပေးလာကြပါရင်ဒါပေမဲ့စုံတွဲရဆုံးဖြတ်ချက်ကလူအိုင်းကိုတုံလုံးစေပါရင်ခုနှစ်ယောက်မွေးတဲ့ကလေးတွေဟာမွေးဖွားပြီးအသက်ရှင်ခဲ့တာတခါမှမရှိဘူးတေပေါင်းဒါပေမဲ့စုံတွဲကကလေးအလုံးကိုမွေးရှင်တယ်လို့ဆုံးဖြတ်ခဲ့ပါရင်စုံတွဲကစာပေါင်းရာနဲ့ရှိကိုလည်းလက်ခံရရှိခဲ့ပါရင်စာဝေအလုံးဟာအပြုတ်တော့မဆောင်ပါဘူးစုံတွဲကအပြုတ်တော့ဆောင်တဲ့စာစဲဆောင်ရတဲ့ခါတိုင်းတို့ရတကြီးနဲ့အပြည့်တော်တုံပြန်တဲ့စာတဆောင်ကတော့ပါလာတတ်ပါရင်တချို့လူတွေကဒီလောက်အထိကြီးတဲ့မိသားစုကိုအရင်မြစ်တွေဖြုံတီးနေတယ်လို့ယူဆပြီးတော့မိသားစု ကမီဒီယာရဲ့အာရုံစိုက်မှုကိုအတုံးချနေတယ်လို့ပဲထင်ကြပါရင်ကံကောင်းစွာနဲ့ပဲသူတို့ရဲ့ဘဝမှာအပြုတ်တဘောဆောင်တဲ့တည်င်းကောင်းတွေလည်းရှိပါရင်ကလေးခုနှစ်ယောက်မွေးတော့မယ့်အချိန်မှာကင်နီနဲ့ဘော်ဘီတို့နေထိုင်တဲ့အိမ်ကအရန်ကိုတေးသွားမှတေးရှာပါရင်ဒါပေမဲ့သူတို့ကပူကြီးတဲ့အိမ်တွေအတွက်အပေါင်မရနိုင်ပါဘူးအလွန်ကိုရက်ရောတဲ့အလူရှင်တယောက်ကဒီမိသားစုကိုကလေးခုနှစ်ယောက်ကြီးပြင်းဖို့အတွက်နေရာအလွန်အလောက်ရှိတဲ့အိမ်ကြီးတစ်လုံးကိုလူဒန်းခဲ့ပါရင်သူတို့ဟာအနီးအမြားကြီးတနစ်စာမက္ကာရိုနီနဲ့ ကားအကြီးအစီးလည်းရရှိခဲ့ပါလိမ့်စိတ်ဖိစီးမှုအရန်များနေပြီးဒါပေမဲ့ဘော်ဘီကိုဝ20ပတ်အထိတော်တော်လေးကိုအဆင်ပြေတယ်လို့ခန့်စားခဲ့ပါလိမ့်ဘော်ဘီကသူ့မကြခင်မွေးတော့မယ်လို့လည်းခန့်စားရပါလိမ့်ဒီလိုနဲ့1990ခုနှစ်မှာ19မှာတော့ကိုဝ30ပတ်ရှိတဲ့အချိန်မှာဘိုက်နာလာပါလိမ့်အဲ့ဒီအချိန်ဘော်ဘီရဲ့ဘိုက်အဝန်းကတာမန်ကိုဝန်ဆောင်အမျိုးသမီးတွေထက်နှစရှိတာပါမွေးဖွားမှုကမွေးရမယ့်ရက်ထက်၉ပတ်စောပြီးစတင်ပါရင် အစီအစဉ်တကြားပြင်ဆင်ထားတဲ့မွေးဖွားမှုအတွင်ကူညီဖို့အတွက်ကျွမ်းကျင်သူ40ကျော်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကအသင့်ရှိနေကြပါပြီအခြေအနေတိုင်းအတွက်လူပိုင်းကပြင်ဆင်ထားတာပါအားလုံးအံ့အားတင့်သွားခဲ့တာကမွေးဖွားမှုဟာရှုပ်ထွေးမှုမရှိဘဲနဲ့9မိနစ်အတွင်ကလေး9ယောက်လုံးကိုမွေးဖွားလာခဲ့ပါပြီစီစဉ်ထားတဲ့အတိုင်းခွဲမွေးခဲ့ပြီးတော့အခန်းထဲမှာရှိတဲ့လူပိုင်းကမျက်ရည်မထိနိုင်ကြပါဘူး ။ဘာကြောင့်လဲဆိုရင်ကလေး9ယောက်လုံးကအသက်ရှင်နေတာကိုတွေ့လိုက်ရလို့ပါ။ယောက်ျားလေး4ယောက်နဲ့မိန်းကလေး3ယောက်ပဲဖြစ်ပါရင်မျောလင့်ထားတဲ့အတိုင်းပဲသူတို့ဟာစစောမွေးလာတဲ့အတွက်တာမန်ကလေးတွေထက်တော့တင်းငယ်ပါရင်ဒါပေမဲ့အထူးစေကူတမှုခံယူပြီးလပေါင်းများစွာအကြမှာကလေးတွေကိုအိမ်ပြန်ခွင့်ပေးပါရင်တကယ်တော့နာမည်ခွန်းခုစဉ်းစားရတာကတော်တော်လေးကိုခက်တဲ့အလုပ်ပါ။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဘော်ဘီနဲ့ကင်နီတို့ကလာပတဲ့နာမည်ခုနှစ်ခုကိုစဉ်းစားနိုင်ခဲ့ပါလိမ့်။မွေတဲ့အစင်လိုက်ကလေးရဲ့နာမည်ဝေကကင်နီဂျူနီယာအလက်ဆစ် နာတာလီကဲစီနာသန်ဘရန်ဒန်နဲ့ဂျိုးတို့ဖြစ်ပါပြီး၃လနဲ့၁၀ရက်အကြာမှာကလေးတွေကိုအိမ်ပြန်ခွင့်ပေးလိုက်တဲ့အတွက်မိသားစုဟာထာဝရအတူနေနိုင်တော့ပါပြီးကံမကောင်းစွာနဲ့ပဲကလေးအလုံးလုံးဝစမ်းမရီကောင်းမွန်တာတော့မဟုတ်ပါဘူးကလေးနှစ်ယောက်ဖြစ်တဲ့အလက်စစ်နဲ့နာသန်တို့ဟာအုံနောက်ချွေရတဲ့ယောဂာနဲ့မွေးဖွားလာခဲ့ပါပြီးဒါကသူတို့အတွက်စကားပြောဖို့နဲ့လမ်းလျှောက်ဖို့ခက်ခဲစေပါပြီးဒါပေမဲ့ကြံတဲ့ကလေးတွေကတော့စမ်းမရီအလုံးကောင်းပါပြီး အသည့်ဆက်ဆက်လူစေရောက်ပါတယ်မိသားစုဟာတို့ရဲ့အိမ်အစ်စ်မှနေလာကြပြီးမကြခင်နမဲကြီးလူတယောက်ကတို့နဲ့ဆက်သွယ်ရှင်တယ်လို့ကြားလိုက်ရပါတယ်ဒီမိသားစုကို Opera Win Free Show စီလာဖို့အတွက်ဖိတ်ခေါ်ခံခဲ့ရတာပါအဲ့ဒီမှာဆိုရင်ပေါ်ပြီနဲ့ကင်မနီတို့ဟာကလေးအများကြီးကိုပြုစုပျိုးထောင်ရတာကဘယ်လောက်ခက်တယ်လဲဆိုတာကိုရှင်းပြပါတယ် ဒါပေမဲ့သူတို့ကအယံကိုပျော်ရွှင်ကြပါရင်သူတို့ဟာတနည်းကိုအနည်းဘလောက်အထိသုံးတယ်လဲဆိုတာကိုလည်းပြောပြပါရင်ကလေးခုနှစ်ယောက်ကတနည်းကိုအနည်း52ခုအသုံးပြုပြီးတော့နှုတ်ဘူး52ဘူးတောက်ကြပါရင်ကလေးတွေကိုပြိုးထောင်ရတာကအချိန်အယံကုန်တဲ့တမကအယံလဲကုန်ကြစိတ်မြောက်ပါရင်ကံကောင်းစွာနဲ့ပဲဘော်ဘီနဲ့ကင်နီတို့ဟာအယံတော့တဲ့အစီအစဉ်တစ်ခုကိုစဉ်းစားခဲ့ပါရင်လူစရောက်ပါတဲ့မိသားစုအနေနဲ့ငွေကြေးကိုလိမ္မာပါနာစွာနဲ့စီမံခန့်ခွဲရပါရင်ပိုက်ဆံကတိပင်းပေါ်မှာမပေါက်ပါဘူးသူတို့ကလည်းအလွယ်တကူချင်းကားလို့မရပါဘူး အစပိုင်းမှာသူတို့ကအလူငွေအများကြီးရခဲ့ပါရင်ဒါပေမဲ့ဒီအရာဝေဟာအချိန်ကြာလာတာနဲ့အများညော့နေတော့ပါရင်ကြီးပြင်းလာတဲ့ကလေးရှိရောက်နေဆိုတော့ စိန်ခေါ်မှုကရှိလာပါပြီ။ဘော်ဘီနဲ့ကင်တို့ဟာပြည့်စည်ဝဲတဲ့အခါမှာလိမ္မာပါနာဆောင်နဲ့ဝဲကြပြီးတော့ဇာတောက်ကုန်တွေမှာဘလောက်တက်တာတလဲဆိုတာကိုပြောပြခဲ့ပါပြီ။သူတို့ဘလို့လုတ်တလဲဆိုတာကိုဘယ်သူကမှအတိအကျမတိပေမဲ့ဒီမီတာဆိုကတလကိုဇာတောက်ကုန်အတွက်အမေရိကန်ဒေါ်လာ300လောက်ပဲတုံးခဲ့ပါရင်အဲ့ဒီအချိန်မှာဒါကလူ၄ယောက်ပဲပါတဲ့မိသားစုအတွက်ပြန်များကုန်ကြစိတ်ပါနေ့တွေကြာလာတာနဲ့အများသူတို့ကပို့ပြီးလိမ္မာပါနတ်တဲ့နိဗ္ဗာန်ကိုစဉ်းစားပါရင်ကလေးရှိယောက်ကိုပြုစုပြောထောင်ရတာကအချိန်ပြည့်အလုပ်တစ်ခုဖြစ်လာပါရင် ကန့်ကောက်စွာနဲ့ပဲအိမ်မှုကိစ္စနဲ့တန့်ရှင်းရေးမှာကူညီပေးတဲ့စေတနာဝန်ထမ်း35ရောက်လောက်စီကအကူအညီရရှိခဲ့ပါသည်သူတို့ကဥယျာဉ်ထဲမှာကိုပိုင်ဟင်းတီဟရွက်တွေစိုက်ပျိုးခဲ့ပါသည်ဒါကလည်းစားစရာအတွက်ကုန်ကျစရိတ်ကိုတက်တာစေပါသည်အဲ့ဒီအချိန်နောက်ထပ်နာမည်ကြီးလူတစ်ယောက်ကကလေးတွေကိုတွေ့ရှင်လာပါရင်အဲ့ဒီအချိန်မှာ George W Bush ကအမေရိကန်ပြည်ထောင်စုရဲ့သမ္မတဖြစ်ပြီးတော့သူဟာကလေးခုနှစ်ယောက်ကိုကိုယ်တိုင်တွေ့ရှင်ခဲ့တာပါ ။ဒစိမ့်တစ်ပိုင်းအဖြစ်ဒါကြောင့်ပဲကလေးဝေဟာမီဒီယာရဲ့အာရုံစိုက်မှုအများရခဲ့ပြီးတော့မိဘဝေကအနောက်တကြိမ်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရပါတယ်။တီဗီဌာနအများအပြားကကလေးဝေရဲ့ဘဝဝေကိုပြသရှင်ကြပါတယ်။ဒါကမိသားစုအတွက်ငွေအများကြီးရှာပေးနိုင်ပေမဲ့သူတို့ဟာအဲ့တာဝေကိုမလုပ်ဖို့ဆုံးဖြတ်ပြီးကလေးဝေကိုတတ်နိုင်သမျှတီးတန့်ပြုစုပြောထောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကအထူးအချိန်အခါဝေအတွက်တော့ခြုံချက်တွေကိုပြုလုပ်ခဲ့ပါတယ်။ဘော်ဘီနဲ့ကင်နီတို့ဟာသူတို့ရဲ့ကလေးဝေကိုကင်မရာဝင်နဲ့အမြဲတမ်းနင်းနီးရက်ကနေစင်ရှင်တော့မဟုတ်ပါဘူး။ဒါပေမဲ့နှစ်တိုင်းကလေးဝေရဲ့မွေးနေ့ အတွက် TB အထူးအစီအစဉ်တစ်ခုကိုပြုလုပ်ခွင့်ပေးခဲ့ပါတယ်။နေ့အနေငယ်အကြမှာတော့ကဘာကနောက်ထပ်အထူးသတင်းတစ်ခုကိုပြန်ရခဲ့ပါတယ်။မောင်နှမ9ရောက်ရဲ့73နှစ်မြောက်မွေးနေ့မှာဒီကလေးရဲ့အထူးဘဝဝီကိုတစ်ချက်ကြည့်နိုင်တဲ့မှန်တမ်းရုပ်ရှင်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဥပမာအားဖြင့်သူတို့ကသူတို့ရဲ့မွေးနေ့အတွက်ဖျောင်းတိုင်ပေါင်း90တတိုင်ကိုမုတ်ခဲ့ကြပါလိမ့်စေကျော်တဲ့အရွယ်မှာကလေးတွေကအခက်အခဲတွေအများကြီးနဲ့ပျော်စရာလည်းအများကြီးတွေ့ခဲ့ရပါလိမ့်အလဲစင်တဲ့နာတန်တို့နှစ်ယောက်လုံးကလွလွလပ်လပ်လမ်းလျှောက်ဖို့ခက်ခဲစေတဲ့မတန်ဆွမ်းမှုတစ်ခုရှိခဲ့ပါလိမ့်ဒါပေမဲ့နာတန်ကအဲ့ဒီမှာမရက်ပါဘူးသူဟာအလွန်ကိုဆွဲကောင်းပြီးကြောရုပ်ခွဲစိတ်ပြန်တော့အကူအညီမလိုအပ်ဘဲနဲ့လမ်းလျှောက်ဖို့တုတ်ကိုတူတင်းယူခဲ့ပါလိမ့် အလဲစိတ်ကလည်းဘဝမှာကြီးကျယ်တဲ့အရာတွေကိုစတင်လှုံ့ဆော်ခဲ့ပြီးမိန်းကလေးအများအပြားအတွက်စံပြဖြစ်လာခဲ့ပါရင်မတန်ဆွမ်းသူတွေအတွက်အလားမယ့်ပြိုင်ပွဲမှာပါဝင်ခဲ့ပြီးတော့2023ဖေဖော်ဝါရီမှာ Damage Dream Make True အဖြစ်ရွေးချယ်ခံခဲ့ပါရင်သူကသူ့အတန်းရဲ့ထိတ်ဆုံး15ရာခိုင်နှုန်းမှလည်းပညာရေးအရာအဆင့်တက်မှတ်ခံခဲ့ပါရင်ကြောင်းတက်တဲ့အခါမှာ Bobby နဲ့ Kimmy တို့ကအထူးရွေးချယ်မှုတစ်ခုလုပ်ခဲ့ပါရင် ပထမနှစ်အနေငယ်မှာဘော်ဘီနဲ့ကင်မလီတို့ကကလေးတွေကိုအိမ်မှာပဲကိုယ်တိုင်တင် जा ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့အကြီးလာတော့ကလေးတွေကိုကျောင်းစီပို့ဖို့ဆုံးဖြတ်ပါတယ်။ပြီးတော့ကလေးတွေကသူတို့ရဲ့ဘဝမှာတစ်ခါမှမကြုံဘူးတဲ့အရာကြီးဖြစ်ပျက်ခဲ့ပါတယ်။ကျောင်းရောက်တော့ကလေးတွေဟာသူတို့ရဲ့ဘဝမှာပထမဆုံးအချိန်တယောက်နဲ့တယောက်ခွဲနေရပါတယ်။သူတို့ဟာတီးရှာအတန်းနေထဲရောက်သွားကြပြီးတော့ကိုယ့်ဘတာကိုတငယ်ချင်းတွေဖွဲ့တယောက်ချင်းစီကဖွင့်ပြလာကြပါတယ်။ဘဝမှာနောက်ထပ်ခြိလန်းကြီးတစ်ခုကိုလမ်းလိုက်ကြတာပါ။ ကလေးဝေဟာအလေတန်းနဲ့အထက်တန်းကျောင်းတွေကိုဆက်တက်ပြီးတော့အဲ့ဒီမှာသူတို့ရဲ့ကိုပိုင်ထူးခြားတဲ့ဇယိုက်လက္ခဏာတွေကလွတ်လပ်စွာနဲ့ဖွင့်ပြလာပါလိမ့်ဥပမာအဖြစ်အလဲစိတ်ကစာတင်ရတာကိုကြိုက်ပြီးကင်နီဂျူနီယာကတော့အတန်းထဲမှာဟာတလောက်တတ်သူဖြစ်လူတိမြောင်ပါရင်မောင်နှမဝေဟာဂီတာကိုဝါသနာပါပြီးတော့ကျောင်းတီးဝိုင်းနဲ့အမြဲတမ်းတွေ့ရပါရင်သူတို့ဟာအထူးအခါတမယဝေမှာဖြောပြခဲ့ကြပြီးတော့အဲ့ဒီလိုလောက်ရတာကိုလည်းပြောပါရင်အသက်16နှစ်ပြည့်တော့ဒါဟာမီဒီယာဝေကပြသရှင်တဲ့မတ်တိုင်တစ်ခုဖြစ်လာခဲ့ပါရင် အမေရိကမှာအသက်16နှစ်ပြည့်ပြီဆိုရင်ကားမောင်းခွင့်ရပါတယ်။ဒါကြောင့်မောင်နှမဝီကဒါကိုဘယ်လိုလုပ်ကြမှလဲဆိုတာလူပိုင်းကသိရှင်ကြပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ရဲ့မိဘဝီက သူတို့အားလုံးအတွက်ကားဝယ်ပေးဖို့မတတ်နိုင်ပါဘူး။ဒါကြောင့်သူတို့အားလုံးဟာသူတို့ရဲ့ကိုယ်ပိုင်ရင်မောင်းလိုင်စင်းနဲ့ကားအတွက်ပိုက်ဆံရှာဖို့အလုပ်တွေရှာခဲ့ကြပါပြီ။2015နိုဝင်ဘာ16ရက်နေ့မှာကလေးခုနှစ်ယောက်လုံးကအသက်16နှစ်ပြည့်ပြီးတော့အထက်တန်းကျောင်းကနေဘွဲရကြပါပြီ။သူတို့အထက်က၄ယောက်ဟာတက်ကလူမှာဆက်လက်ပညာသင်ကြားခဲ့ပြီးနေယောက်ကသူတို့ရဲ့ပညာရေးကိုဆက်လက်သင်ကြားဖို့နောက်ထပ်ကျောင်းတစ်ခုကိုအတူတူတွားကြပါပြီ။ ဒါပေမဲ့ညီအကိုတယောက်ကလုံးဝကွဲပြားခြားနားတဲ့ဥတီယာကိုတွားဖို့အဆုံးဖြတ်ခဲ့ပါပြီ။ Brandon ကအထက်တန်းကြောင်ပြီးတဲ့နောက်စစ်တပ်ထဲဝင်ဖို့အဆုံးဖြတ်ခဲ့တာပါ။သူကစစ်တပ်နဲ့ပတ်သက်တဲ့အရာအလုံးကိုစိတ်ဝင်စားခဲ့လို့သူဝင်လိုက်တဲ့အခါမှာဘဒူးကမရောမန်အော်ပေါင်းအခုစွင်ကလေးဝေကအသက်20နှစ်ရောက်ခဲ့ပြီးတော့အရွယ်တွေရောက်လာကြပါပြီ။ Kimni Junior ကသူ့ရဲ့ကိုပိုင်ကမ္ပဏီကိုတည်ထောင်ခဲ့ပြီးတော့ Brandon ကစစ်တပ်မှာအောင်မြင်ပါပြီ။ Alexey ကဆရာမတယောက်ဖြစ်လာခဲ့ပါပြီ။ Casey နဲ့ Natalie တို့ကအခုစွင်သူတို့ရဲ့ပညာရေးကိုပြီးမြောက်အောင်လုပ်နေကြတယ်လို့ ဂျိုးနဲ့နာတန်တို့ကလည်းကွန်ပျူတာနီးပညာကိုအရင်စိတ်ဝင်စားပါတယ်အခုဆိုရင်ကလေးတွေကတယောက်ပြီးတယောက်အင်ကနေထွက်သွားတော့ငါတို့ရဲ့ဘဝနေထိုင်မှုပုံစံကိုအတော်ကလေးပြောင်းလဲရတော့မယ်ဒါပေမဲ့ငါတို့ရဲ့ကလေးတွေကြီးပြင်းလာပုံအတွက်ငါတို့အရန်ကိုကုံယူနေလို့ပေါ်ပြီးကပြောပါရင်ကံကောင်းစွာနဲ့ပဲငါတို့ကအရင်ကလောက်ချက်ပြုတ်စရာမလိုအပ်တော့ပါဘူး။ဒါကြောင့်ဘဝကနည်းနည်းတော့တက်တာသွားပါပြီ။တို့ဟာနေရာပို့ပြီးတော့လိုအပ်တဲ့နောက်ထပ်မိသားစုတစ်ခုကိုတို့ရရှိခဲ့တဲ့အိမ်ကြီးကိုတော့မှလွဲပြောင်းပေးဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရဲ့။ ဒီမိသားစုကဒီလောက်အထိလပစွာကြီးပြင်းလာတာကိုမြင်ရတာကအံ့ဩစရာပဲဖြစ်ပါတယ်ကြီးစုရပါဋိဌာန်များအလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ